ားလုံးတို့တာလစ်စားပါကျွန်တော်ရဲ့ RBR ကမြန်မာညွှန်ချန်နယ်လေးကနေနေ့ထက်ဆောင်ပြန်လေးကြိုးဆိုလိုက်ပါတယ်ကြပြူတဲ့ဝေးမှာတိုင်းစီဦးစီမုံပထမတန်းဒုတိယဗိုလ်မှူးကြီးအပါဝင်စစ်သုံးဘက်များကိုအေကဖမ်းဆီးထားတဲ့တင်တင်ဆက်ပေးပါမယ်တိုက်ပွဲများပြင်းထန်နေတဲ့ရခိုင်ပင်နဲ့ကြောက်ဖြူမြို့နယ်မှာအာနာသိန်းစစ်ကောင်စီရဲ့တိန်စစ်ဦးစီမှုပထမတန်း ဒုတိယဗိုလ်မှူးကြီးအပါဝင် စစ်သုံးမှန်း15ဦးကိုအရကတတော်ရေကဖမ်းဆီးထားကြောင်းသိရပါတယ်။မေလ30ရက်နေ့နေ့လေးပိုင်းကဖြစ်ပွားခဲ့တဲ့မန်ဒတ်တော်ကြေရွာနေနှစ်ဖက်ထိတွေ့တဲ့ဝင်မှာအေကဖမ်းဆီးခဲ့တာဖြစ်ကြောင်းသိရပါတယ်။မန်ဒတ်တော်ကြေရွာမီတာ600အောက်ကမှာစစ်မှုနဲ့မှုတင်တန်းကြောင်းမှာအခြေပြုတက်ဆွေးထားတဲ့စစ်ကောင်စီတပ်ကစစ်ကြောင်းမှာအေအရာရှိသောအေရှိရသောထိုးစစ်ဆင်တက်ခဲ့လာပြီးအတွက် နှစ်ဖက်ဒေဝေတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။အခုဖန်စီရရှိခဲ့တဲ့ဒုတိယပုံမှုကြီးမှာကျိုလင်းကျိန်ဆိုသူဖြစ်ပြီးကိုပိုင်အမတ်ဂျီ3053နဲ့တင်းစူစီမှုလည်းဖြစ်ပြီးတက်မ17ရဲ့မြေပြူဟာမှုလည်းဖြစ်ကြောင်းတရင်ရင်မြေကပြောပါတယ်။အကောင်တို့ကိုဖန်စီရမိတဲ့အပြင်လည်းနေခရံများအပြာကိုလေအားရကတဲ့တို့ကိုအေကသိမ့်ပိတ် ရရှိခဲ့ပါတယ်။ရင့်ပြန်မေလ28ရက်နေ့ကလည်းနှမ်းဖက်တောင်တိုက်ပွဲအတွင်မှာစစ်ကောင်စီရဲ့တပ်မ71ချင်းမြန်တပ်ရင်းဌာနချုပ်မှပုံမှုချုပ်ဂျုံမျိုးအောင်အပါဝင်နောက်ထပ်အရာရှိနဲ့တက်သားစုစုပေါင်း9ဦးဟာလေအင်းရဲ့စနိုက်ပါပကတ်မှုကြောင့်တည်ဆုံသွားတယ်လို့သိရပါတယ်။ပုံမှုချုပ်ဂျုံမျိုးအောင်တည်ဆုံသွားတာကို၎င်းရဲ့မိသားစုဝင်များကလည်းအတေပြူပြီးတော့နိုင်ဖိဆာလှုပ်ထားတာက မနေ့ကမေလ31ရက်နေ့မှာရက်လီစွန်ကျွေတရားနာပြုလုပ်ခဲ့ပါတယ်။ကြောက်ပြုံမြို့နယ်စစ်ကောင်စီရဲ့အမှတ်32တပ်ရင်းရေတပ်ရင်းအနီးနှမ်းဖက်တောင်နဲ့ပြင်းစစ်ကေတောင်တို့မှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးနှမ်းဖက်တောင်ကိုအေကသင်ပိတ်လိုက်ပြီးလို့လည်းဒေသခံတွေကပြောဆိုထားပါတယ်။အခုလအစိုးပိုင်းကလေးကလက်ခမိုတပ်စခန်းနဲ့မင်းတပ်တောင်စခန်းတို့မှာအေကမင်းတပ်တောင်စခန်းတို့ကိုလည်းအေကသင်ပိတ်ထားကြောင်းသိရပါတယ်။ ကျောင်းပြုံမြို့တိုက်ပွဲအတွင်းအေရဲ့ထိုးစစ်များကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကြောင်းများမှကစင်ကလေးအားထွက်ပြေးနေကြကြောင်းလည်းသိရပြီးတော့အာရခနတော်ဧကလိုက်လံရှင်လင်းတိုက်ခိုက်နေတယ်လို့သိရပါတယ်။ကျောင်းပြုံမြို့မှာစစ်ကောင်စီရဲ့ခလာရ34ခမရ9လေးနဲ့ခမရ923ဒညဝတီရေတပ်ဌာနချုပ် တောင်မကြီးရေတပ်ဌာနချုပ်ခွဲအောင်ကြီးရေတပ်စခန်းနဲ့အမှတ်32အဲရေတပ်ရင်တို့ရှိပြီးတော့ရင်းတရင်ကနေပြီးတော့စီမံခန့်ခွဲနေပါတယ်အစမတက်ွက်တွေကြောင့်ကြပ်ဖြူမြို့ဘကစစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းများနဲ့မြို့ခံများဟာပြင်မာတော့အခုရပိတ်မှာထွက်ခွာနေကြကြောင်းဒေသခံတွေရဲ့ပြုစုချက်တွေညာသိရပါတယ် ဆက်လက်ပြီး KNDF ရဲ့တော်လိုင်းရေးဖြတ်တမ်းမှုနဲ့စစ်ရေးအောင်မြင်မှုပေါ်ညနာသုံးဖွဲ့ကရှင်းပြလိုက်တဲ့တဲ့တင်ကိုလေးတင်ဆက်ပေးပါမယ်။ကရင်နီမျိုးသားကာကွယ်ရေးတပ် KNDF ရဲ့တော်လိုင်းရေးလောကဒဏ်အခက်အခဲများကိုခါးစီရင်ဆိုင်ဖြတ်တမ်းမှုနဲ့စစ်ရေးအောင်မြင်မှုပေါ်ညနာသုံးဖွဲ့ကရှင်းပြစကားဆောလိုက်ပါတယ်။ မနေ့ကမေလ31ရက်နေ့မှာကြောင်းတဲ့ကရင်ပြည်မြို့သားကားဝေးတက် KNDF ဖွဲ့စည်းတည်ထောင်ခြင်းလင်းနှစ်ပြည့်အခမ်းအနားကိုပြေပေါ်တဲ့တမန်တော်မှာညီတော်မဟာမိတ်သုံးဝေကရှင်းလင်းပြောကြားလိုက်ခြင်းဖြစ်ပါတယ် KNDF အနေနဲ့တော်လိုင်းရဲ့ခရီးလင်းနှစ်တာကာလအတွင်းကရင်ပြည်ဒေသမှာစစ်ရေးစစ်ကောင်စီစခန်းတစ်ခုပြီးတစ်ခုတိုက်ခိုက်ရှင်းမုန်းနေခဲ့တဲ့အပြင် တိတ်ပွေးများစွာကိုဆင်နွှဲခဲ့ပြီးထိတ်တန့်တဲ့အောင်မြင်မှုနဲ့အတူကယန်နီလူမျိုးတော်ရဲ့ဘောဘွားပိုင်နေမြင်များကိုလည်းပြန်လည်သိမ့်ဖိတ်ရရှိထားပြီးလို့ညီတော်သုံးဘွေကဆိုပါတယ်။တပြိုင်နက်တည်းမှာကယန်နီအမျိုးသားကာကွယ်တပ်ဟာတစ်ကြွဖျက်လိုက်တဲ့လူငယ်မျိုးစစ်တင်များနဲ့ဖွဲ့စည်းမှုကောင်းမွန်စွာနဲ့တိတ်ပွေးဝင်ခဲ့တယ်လို့လည်းသတင်းမှာတဝန်တော်မှာဖော်ပြပါတယ်။လင်းနှစ်တာတော်နိုင်ရေးကဏ္ဍတွင်အသက်သွေးရွှေဘဝများစွာပေးဆက်ဆက်လက်ခေကြရတဲ့ကင်းဒီလူထုများနဲ့ တော်လန်ရေးရှေးပေါ်များပေးဆက်မှုတိုင်းအတွက်ညီတော်သုံးဘက်ကလင်းနေစွာခုံပြပါနေလို့ဖော်ပြပါရှိပါတယ်။ကရင်ပြည်အမျိုးသားကာကွယ်တပ်ကို2021ခုနှစ်မေလ30ရက်နေ့မှာစတင်ဖွဲ့စည်းတည်ထောင်ခေချင်းဖြစ်ပြီးလက်ရှိမှာလင်းနေတာတော်လန်ရေးခရီးကိုဖြတ်တန်းခဲ့ပြီးဖြစ်ပါတယ်။ KNDF ကစီးရဲစစ်အာဏာရှင်စနစ်ဖြုတ်ရှားရေးအတွက်တော်လန်ရေးအင်အားစုတွေနဲ့လက်တွေ့ကထိုးစိတ်တွေကိုအချိန်မှုန်မြှင့်ဖော်ဆောင်နေရရှိနေပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာနားဆင်ပေးကြတဲ့ကျွန်တော်တို့ရဲ့အားရခပြည်သူပြည်သားများနဲ့တကွာမြန်မာပြည်သူပြည်သားများအားလုံးစစ်ဘေးအန္တရာယ်အမျိုးမျိုးကနေကယ်ဝေးနိုင်ကြပါစေခင်ဗျာ